တရင်ပေးသမျှလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်တရင်ချနယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တစမှုလေးမစားတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစမှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြတ်တရခန့်အပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကမ်ဘောဒီးယားမှာဈာပြန့်ခိုင်းများကို UNDOC, FBI နဲ့ Interpol တို့နှစ်ပတ်အတွင်းအပြည့်ရှင်းမယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ် ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနယ်စပ်ဖြစ်တဲ့ဇာခဲယိုခရိုင်ဘန်နောင်ယာကေယိုမှာရှိတဲ့ဘန်နောင်ချမ်းကိုထိုင်းတော်ဝင်ရထဖွဲ့ကလူတူအောင်ချွားမှုထိန်းသိမ်းရေးလုံခြုံရေးတပ်ဖွဲ့ဝင်6000ဆယ်လုံးလိုက်တယ်လို့သိရပါတယ်။အဆိုပါဇာခဲယိုနဲ့ကက်လျက်ရှိတဲ့ကမ္ဘောဒီးယားခြားပြန်လုပ်ငန်းများဟာနှစ်ပတ်တွဲမှာ UNODC အပါအဝင် FBI နဲ့ Interpol တို့ကအပြဲဝင်ရောက်ရှင်းလင်းမှာဖြစ်အောင်နယ်စပ်မှာမငြိမ်မတမ်းမှုတွေဖြစ်လာနိုင်တာကြောင့်အခုလိုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်6000ဆယ်လုံးရတာဖြစ်တယ်လို့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ ထိုကဲသို့ဆယ်လွှဲပါခြင်းဟာကိုလာတမကမူးယင်းနဲ့ရာဇဝဲမှုတိုက်ဖြတ်ရေးယုံ UNODC အမေရိကန်ထောက်လန်းရေးအဖွဲ့ FBI နဲ့နိုင်ငံတကာရဲတပ်ဖွဲ့တို့ကနေကမ္ဘောဒီးယားဂျာပြန်လုပ်ငန်းများကိုနှစ်ပတ်အတွင်းချိန်မုံရမှာထိုင်းဘက်ခြံနေထိုင်သူတွေမထိခိုက်စေရဂျာပြန်လုပ်ငန်းများမှာထွက်ပြေးလာသူများတထိုင်နဲ့ကိုတိုင်ဂျာပြန်တမဟုံးမဟုတ်အတင်းချက်ခေါ်ဆောင်ခံရကအာရမခိုင်းစေခံရခြင်းဟုံးမဟုတ်တရင်ချက်လက်များဖလဲရန်ကူညီရေးတွေတို့ဆေလို့တာဖြစ်တယ်လို့ဆိုပါတယ်နောက်ထပ်တစ်မှတ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ မြန်မာစစ်တပ်ချင်းပါမဲ့ရွေးကောက်ပွဲကိုအာဆီယံကဖျက်ဖျက်သားသားညှင်းပယ်ရန်ပြည်ဝင်ပြည်ပရပ်ပတ်ဖွဲ308ခုကတောင်းဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်မြန်မာစစ်တပ်ကလာမဲ့ဒီဇင်ဘာလမှစတင်ချင်းပါမဲ့ရွေးကောက်ပွဲကိုအာဆီယံကဖျက်ဖျက်သားသားညှင်းပယ်ရန်တွင်ပြည်ဝင်ပြည်ပရပ်ပတ်ဖွဲ308ခုကတောင်းဆိုလိုက်ပါတယ်လက်ရှိအာဆီယံနိုင်ငံများမှာရပ်ပတ်အဖွဲ့အစည်းများနဲ့နိုင်ငံတကာအဖွဲ့အများကယမန်လေးကထိုးသို့တောင်းဆိုလိုက်တာဖြစ်ပြီးအာဆီယံဥက္ကဋ္ဌမလေးရှားထံကိုတိုက်ရိုက်တောင်းဆိုလိုက်တာဖြစ်ကြောင်း မြန်မာစေအုပ်စုရဲ့တူးယောင်ရွေးကောက်ပွဲကိုပြပြတာတာထင်းထင်းရှားရှားတိတိပပညင်းပယ်ပါလေးလာရေးစောင်းကြည့်ရေးအဖွဲ့တွေပေးပို့တာဒါမှမဟုတ်နေပညာပိုင်းနိုင်ငံရေးထောက်ပံ့ပေးတာတွေအားလုံးကိုညင်းဆို့ပါလို့ပြည်တွင်ပြည်ပရပ်ဖက်အဖွဲ့တွေရဲ့တောင်းဆိုချက်ထဲမှာရေးသားထားပါတယ်ဒါပြင်အာဆီယံခေါင်းဆောင်များအနေနဲ့မြန်မာပြည်သူလူထုနဲ့အတူတရားဝင်ဒီမိုကရက်တစ်ကိုယ်စားလှယ်တွေပေါ်တန်တူညီညွတ်စွာသွေးစည်းညီညွတ်စွာနဲ့ရည်တည်ထောက်ခံမှုပြသပေးရန် အာဆီယံခေါင်းဆောင်တွေအနေနဲ့ထိုကဲ့သို့လှုံ့ဆော်ပေးခြင်းမရှိပါကမြန်မာနိုင်ငံသားများအပေါ်ဒေသပေါက်တာဖြစ်ပြီးတော့အာဆီယံဒေတာရပ်ပွဲစည်းများကလည်းယုံကြည်မှုနယ်ပါးသွားမှာဖြစ်တယ်လို့ထောက်ပြထားပါတယ်။လာမယ့်2025ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်အကြံဖတ်စကောင်းစီရဲ့တူယောင်ရွက်ောက်ပွဲဟာ၎င်းတို့ရဲ့အကြံဖတ်အုပ်ချုပ်မှုအတွက်တရားဝဲမှုရရှိစေရန်လှည့်စားထားတဲ့ပရိယေတစ်ခုသာဖြစ်တယ်လို့လည်းပြောပါတယ်။ဒါပြင်စစ်မှန်တဲ့ရွက်ောက်ပွဲတစ်ခုဟာအစိုးလိုက်အပြုံလိုက်တပြန်းမှုတွေနဲ့ဖိနှိပ်မှုများကြားမှာကျင်းပလို့မရကြောင်းနဲ့ ဇာကာဆာဟာအရတား9300ကျော်ကိုတပ်ဖြတ်ခဲ့ပြီးပြည်သူ2900ကျော်ကိုမတရားဖမ်းဆီးခဲ့ကောင်ပြည်သူ3တသမ5တန်းကျော်ဟာအုံမဲ့အိမ်မဲ့ဖြစ်နေရတယ်လို့ဆိုပါတယ်။ဒါကြောင့်ကဘာကူလာတမကထူခိုးစလေကဖော်ပြခဲ့တဲ့အတိုင်း၎င်းတို့ရဲ့ရွေးကောက်ပွဲဟာရွေးကောက်ပွဲမဟုတ်ဘဲနဲ့၎င်းတို့ရဲ့ရွေးကောက်ပွဲဟာအစစ်မှန်ရွေးကောက်ပွဲမဟုတ်ဘဲလိန်လယ်မှုဖြစ်ကြောင်းနဲ့အမန်တကယ်မှာအာဆီယံဘုံသဘောတူညီချက်9ရက်နဲ့လဲတဆိုင်ချင်မရှိဘဲတွေးဖဲနေတယ်လို့ထောက်ပြပါတယ်။နောက်ထပ်တစ်မှတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ ထိုင်ဘေးရဲ့မဲတော့နိုင်ဝဆန်မှုဝန်နေခြင်းဖြစ်ဘန်ကောက်ဘလက်ပင့်ပွဲကိုအမဲရောင်ဝက်စိရန်ထုတ်ပြန်လဲဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပနေတဲ့ကိုရီးယားနဲ့မကြီးဆိုတော့ဘွဲ့ဘလက်ပင့်ဖြောပြပွဲကိုဆက်လက်ကျင်းပမှာဖြစ်ပြီးအဲ့ဒီပွဲကိုတက်ရောက်သူများအနေနဲ့ဝန်내ချင်းအထိမ့်မဲ့အမဲရောင်ဝတ်ဆင်ပေးဖို့ဘွဲ့စည်းစင်တဲ့အဖွဲ့ကထုတ်ပြန်တီးပေးထားပါတယ်။ထိုင်းပြည်ရင်ရဲ့မဲတော်ကြီးဖြစ်တဲ့မီပြားကြီးတီတီခေအောင်ယမန်နေ့အော်တိုဘားလ24ရက်နေ့ည9:27မိနစ်အချိန်မှာ ဘရင်ချူလာလောင်ကွန်းထိမ့်မှန်စေယုံမှာကံတော်ကုန်ခဲ့ပါတယ်။တဖက်မှာလည်းဘန်ကောက်မြို့မှာဗလက်ပင့်ဖျော်ပြပွဲတစ်ခုကိုအော်တိုဘားလာ24 25 26ရက်တွေမှာ၃ရက်ကြာကျင်းပနေတာဖြစ်ပါတယ်။ဘရင်မေတော်ကံတော်ကိုမှုကြောင့်လေးစားမှုကိုပြသတဲ့အနေနဲ့ဂျန်ရှိနေတဲ့ဖျော်ပြမှု၂ရက်တာမှာပွဲတက်ရောက်သူများအနေနဲ့အမဲရဝယ်စားဝစ်စင်ဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။ယမန်နေ့ကကျင်းပခဲ့တဲ့ဖျော်ပြပွဲမှာမြန်မာပြည်အပါအဝင်နိုင်ငံတကာမှပရိသတ်တချို့လည်းပွဲတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။အမဲရောင်းကဘရင်မကြီးစုံးတာအတွက်ဝေခိုင်းတာပါ။ မဖြစ်မနေပုံစံမျိုးတော့မဟုတ်ဘူးထင်ပါတယ်သူတို့ရိုးရပါတော့မနေ့ကပွဲမှာမြန်မာတွေတော့ရှိတယ်ပြီးတော့ကွင်းထဲကလူပမာဏနဲ့ပြောရမယ်ဆိုရင်ထိုင်းနေတရုတ်တွေတွေ့ရတာများတယ်လို့ယမန်ကပွဲတက်ရောက်ခဲ့သူတဦးကပြောပြပါတယ်မိဖုရားကြီးတိတိခဲကွယ်လွန်ခြင်းအထိမ့်မှန်နေနဲ့လက်ရှိထိုင်းဝင်ကြီးချုပ်အနုတင်ကအများပြည်သူဆိုင်ရာဝန်ထဲချင်းကိုရက်60တမလိုက်ပြီးလက်ရှိမှာပြောဝဲရှင်းပွဲနဲ့ရှိုးပွဲများကိုခဏတာပြန်တုံတက်ရန်နဲ့ကျင်းပခြင်းကိုရွှေဆိုင်ပေးရန်လည်းတိုက်တွန်းထားပါတယ်ဒါပြင်ဝန်ထဲချင်းအထိမ့်မှန်ဖြစ် ဒီကနေ့မှစပြီးရက်90တွင်မှာပြည်သူများအနေနဲ့အနံ့ရောက်ဓမ္မမောအယောင်ဖျောကိုတာဝစ်စင်ပေးဖို့ထိုင်းစိုးရအဖွဲ့ကမြစ်တာရက်ကန်ထားပါလိမ့်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ထန်းနေပင်တိုက်ပွဲမှာစစ်သားရှိဦးထက်မနဲ့တည်ဆုံးပြီးတဲ့နောက်စစ်ချောင်းပြန်ဆုပ်ပြေးတဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်ဘကိုးတိုင်းထန်းနေပင်မြို့နယ်တိုက်ပွဲမှာအချမ်းမဲ့စစ်သားရှိဦးထက်မနဲ့တည်ဆုံးပြီးတဲ့နောက်အရေးစစ်ချောင်းဟာဆုပ်ပြေးသွားတယ်လို့သိရပါတယ်ရမနီအော်တိုဘားလ24ရက်မနက်7:00ခန်းမှာစတင်ပြီး ဇေယျကြီးမြို့အခြေစိုက်ခါလရ83မှာထွက်လာတဲ့အင်အားတရားကျော်ပါတဲ့စစ်တပ်စစ်ကြောင်းနဲ့ပီတီအပူပေါင်းတပ်တို့ဟာထန်တဲ့ဘင်းမျိုးနဲ့ဘုံမတိကျေးဝါအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။မနေ့ကခွန်တုံးတက်ရင်ကနေထွက်လာတာအင်အားကတရားကျော်လောက်ရှိတယ်။အဲဒီမှာထေထွေးတိုက်ပွဲတနားရီလောက်တော့ဖြစ်လိုက်တယ်။ဖြစ်ပြီးတော့ဇေယျကြီးခွန်တုံးကိုပဲသူတို့ပြန်ဆုတ်သွားတယ်။အဲဒီမှာသူတို့ဘက်ကထိခိုက်ကြဆုံများပါတယ်။ရှေ့ဦးထံမှနေသေဆုံးပါတယ်။အဲဒီမှာအလောင်းနဲ့တနက်ကိုတော့မကောက်ခဲ့ရဘူး။ သူတို့နဲ့မြင်တာဖြစ်နေတော့လို့၎င်းကပြောပါလိမ့်။ဆိုပါထီးထွေးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာဘုံမတီးရွာနဲ့လေးမိုင်ခန့်သာဝေးတဲ့ဇေယကြီးမျိုးအခြေဆိုင်ခါလိုက်ရ83တိုင်ရင်ကနေလက်နက်ကြီးများနဲ့ဖြစ်ခတ်ခဲ့ပြီးလေးချောင်းထက်ခိုက်ခြင်းနဲ့ဒရုန်းနဲ့ဘုံကျဲချခြင်းများလည်းရှိတယ်လို့သိရပါတယ်။ဆိုပါစစ်ကြောင်းဟာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အော်တိုဘားလာ24ရက်နေ့မှာပဲခါလိုက်ရ83ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ယခုရပိုင်းတွင်ထန်းရပင်မြို့နယ်ဇေယကြီးတောင်ချမ်းမှာတိုက်ပွဲများဖြစ်ပွားလျက်ရှိရမှာအကြမ်းဖက်စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားရနေရာမဟုတ်ပဲ ပြည်သူများနေထိုင်ရာခြေဝများကိုရေဝဲချက်ရှိရှိလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းတိုက်ခိုက်ခြင်းများကိုပြုလုပ်လျက်ရှိနေကြောင်းယမန်နေ့အော်တိုဘာလ24ရက်နေ့မှာခရီးသွားပြည်သူတအူလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရကြောင်းဒါကြောင့်ပြည်သူများအနေနဲ့ဒေါ်လန်ရေးတပ်များကကန့်သက်ထားတဲ့နေရာများကိုဖျက်ဆီးသွားလာခြင်းမပြုရန်အနူးအညွတ်မြေတရက်ခံအပ်ပါတယ်လို့တောင်ငူခရိုင်အမနစ်တပ်ရင်းကယမန်နေ့ကသတင်းထုတ်ပြန်ထားပါတယ်ဒါပြင်လက်နက်ကြီးတန်ချားပါကလုံခြုံတဲ့အကားခွဲရှိတဲ့နေရာမှာ လက်နဲ့ကြည့်ခွဲပြီးတိတိအကာအကွယ်ယူနေထိုင်ကြပါရနဲ့လေရင်တန်ကြပါကထွမ်းမကြည့်ကြပဲအကာအကွယ်ယူနေထိုင်ကြရန်လေမြတ်တရရခံထားပါလိမ့်အစိုးပါထိထွေးတိုက်ပေါ်နဲ့ပတ်သက်ပြီးတော့တောင်ငူခရိုင်အမတ်နဲ့တက်ရင်ထံဆက်သွယ်မေးမြန်းရမှာအခုချိန်ထိတော့ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူးဒါကြောင့်အစိုးပါစစ်သားများတိစုံမှုတရင်ကိုလည်းတိကျအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူးနောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကာကင်းစကန်တစ်ခုကိုအေအေနဲ့မာမိတ်တက်များထပ်မံသိမ်းပိုက်လိုက်ပြီးကာဘာဆ16အနီး၄မိုင်ဝန်းကျင်ကိုရောက်လာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ပရောင်မျိုးနယ်မတုံရွာအနီးမှာရှိတဲ့ကပါစာ16ရဲ့ဒီကပွိုင်ကုန်းနဲ့ကကင်းစကန်များအသိခံလိုက်ရတဲ့တွင်အဒီစကန်များကိုပြန်လဲရာယူပြန်စခေါမရှင်ဘက်ကထိုးဆစ်စင်တိုက်ခိုက်လာတာလို့သိရပါတယ်အချမ်းဘက်စခေါမရှင်က666ပွိုင်ကုန်းကိုပြန်လဲရာယူရန်တွက်မြေပြင်မှထိုးဆစ်များအပြင်လက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူများနဲ့စစ်ကြောင်းထိုးလိုက်ရမှာအစိုးရပွိုင်ကုန်းနဲ့မိုင်ဝက်ခန့်အကွာမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်23ရက်နေ့ကတိုက်ပွဲအပြင်းထန်ဖြစ်ပြီးတော့လေရင်မျိုးစုံသုံးပြီး၁၀ချိန်လောက်ကိုဘုံလာကျတယ် ။အဲဒီကြားထဲကနေကကင်းစကန်နှစ်ခုကိုအေးကထပ်သိမ်းလိုက်တယ်လို့သိရပါတယ်လို့ရှေတမ်းမှာရှိတဲ့စရေသတင်းရင်းမြစ်တစ်ခုကပြောပါတယ်။အဲဒီလိုအေးနဲ့ပူပေါင်းတက်တရဲ့တံပြန်ထိုးစစ်ကြောင့်အချမ်းဘက်စကောမရှင်တံမြနောက်ဆုတ်ပေးလိုက်ရတယ်ပြင်။ယမန်နေ့အော်တိုဘာလ24ရက်နေ့က၎င်းတို့ရဲ့ကကင်းစကန်နှစ်ခုကိုပါထပ်မံလက်လွတ်လိုက်ရတာလို့သိရပါတယ်။ဒါကြောင့်အေးနဲ့ပူပေါင်းတက်ဖွဲ့အများရဲ့လက်ရှိထိုးစစ်ဟာအဲဒီကပတ်ဆ16နဲ့6မိုင်အကွာကိုရောက်ရှိနေပြီဖြစ်ပြီးတော့ အကြံဘက်စကောမရှင်ဘက်ကလေးချောင်းဒရုံများနဲ့ဆက်မပြတ်ခုခံနေတယ်လို့သိရပါတယ်။အကြံဘက်စကောမရှင်တက်က0.66စကန်မချခင်ညောင်ကျိုးနဲ့တောင်ကုတ်လမ်းချောင်းကိုဦးတည်တိုက်ခိုက်ပြီးတော့လေးသားတောင်ကျော်ကိုပါစစ်ချောင်းတွေထိုးနေကြရမှာ။ရခုရပိုင်းမှာတော့ကာဖာဆာ16ကိုကာကွယ်ဖို့အတွက်အဲ့ဒီစစ်ချောင်းတွေ666ပွင့်ကိုအနီဦးတည်လာတာဖြစ်တယ်လို့ဆိုပါတယ်။အခုလက်ရှိမှာတော့ကာဖာဆာ16ရန်ချက်ဆက်ရုံမှာအကြံဘက်စကောမရှင်တက်များအင်အားထပ်ထိုးထားပြီးတော့ မတုံချောင်းပြားတဝိုင်းနဲ့ဆက်ရုံနီးမှာတိုက်ပွဲတွေနေခက်စွာ ဖြစ်ပွားနေတယ်လို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့ယမန်နေ့24ရက်နေ့ကလည်းအချမ်းဘတ်စခေါမရှင်ကမတုံချေးဝါနီးတဝိုင်းကိုစကူအင်အား200ခန့်ထပ်မံပို့ဆောင်ခဲ့တယ်လို့ဒေသခံများထံကသိရပါတယ်။အရင်နောက်ငါတို့ပြည်သူတွေတော်လန်ရေးမှာဘာတွေပြင်သင့်လဲဆိုတဲ့ဒေါ်လန်စာရေးဆရာရဲ့ရေးသားမှုကိုတင်ဆက်ပေးကြပါမယ်။အခုအများစုက UNG ဘာပြင်သင့်တယ်ဘာတွေမှားနေလဲတာဝေဖန်ကြပြီးတော့ ငါတို့အနေနဲ့ဘာတွေပြင်သင်လဲဆိုတာပြန်ပြီးမေခွန်းထုတ်ဖို့မိတ်နေကြပါလိမ့်။ဒါကြောင့်မိမိကိုမိမိပြန်စဉ်းစားနိုင်အောင်ဒီဆောင်မကိုရေးလိုက်ပါလိမ့်။နိုင်ငံရေးသမားလို့ပြည်သူကတာဝန်ကျေတယ်ဘာညာဆိုပြီးရေးမှာမဟုတ်ပါ။တော်လိုင်းကြီးအဆောက်မှာစာနာပြကြသူများစွာရှိနေပါလိမ့်။ဒီတော်လိုင်းကြီးကလူမညီလို့ကြာနေတာပါ။ဥပမာလိုင်းမောကနေနန်းနေဘောမဆယ်လီတွေကိုဝိုင်းကျင်တာမျိုးအခုချိန်မှာတိတ်မလုပ်ကြတာကိုတွေ့ရပါလိမ့်။နောက်ပြီးတချို့ကိစ္စတွေမှာကအဓိကကြားတဲ့သူတွေကိုမဟုတ်ပဲ အလौတဘောရတွေ့သမျှလူကိုတပိမောက်ခိုင်းနေလို့မိမိရည်မှန်းချက်မအောင်မြင်တာလည်းရှိပါတယ်။ဥပမာ ရုံလေးဒိန်းတောင် မေတင်စာဦးဇိုမြတ်သူစာထထထုံရံအောင်နဲ့မေတန်တို့တော့အဓိကတွေပါ။ဒါပေမဲ့ဒီမိုတွေက work တမားတွေကအခြားထောင်းကြပြီးပြန်လောလာသူများကိုပါဆွဲထည့်ပြီးမိမိပြင်းမှတ်ကိုရှုပ်ထွေးသွားစေပါတယ်။ဒါကကိုကိုကိုပြန်သွင်းတာပါ။နောက်ပြီးသူတို့တွေမှလည်းရှာစားဖို့ရှိပါတယ်။ဒါတွေထက်အဓိကကြတာကတော်လန်ရေးတွေထောက်ပံ့မှုပါ။ အခုပထမဆုံး NUG ကိုဝေဖန်တာက လေလွင်ရှိတယ်ဆိုပြီးပါဒါက NUG ကိုယုံကြည်မှုပြအောင်ပုံကြီးချက်ပြောတာပါဒေတာဆိုတာက local ကိုဓာတ်ရိုက်လူဘာညာဆိုတာပါဒါက NUG ကိုအားနည်းအောင်မဟာလအကြိုက်လုံးနေတာဖြစ်ပါတယ်စာရေးသူဥပမာအနေနဲ့ပေးလိုက်ပါမယ်လိုင်မော့မှာ YouTube လုံးနေတဲ့ Sally တယောက်ကသူ့ရဲ့ငွေကို BBL လေးပြီးရင် local အဖွဲ့တွေကိုအဓိကလုပ်ပြီးတော့ NUG ကိုတော့တန်းပါစံတောင်မလှူတာတွေ့ရပါတယ်အလားတူနာမည်ကြီးအနုပညာရှင်တယောက်ကလည်းထုတ်တူပါပဲ သူတို့ကလိုတဲ့ချိန်မှာမိမိရငွေရဲ့တန်းပါစံတောင်အန်ယူဂျီကိုမလိုပဲဒါဝင်ယူဖို့ဆဲချင်ရင်ကြတော့အန်ယူဂျီကိုအပြစ်ပုံချဆဲတာကမှားနေပါလေဒင်းထန်ကကိုငွေတန်းပါစံတာပေးပြီးဒါဝင်ကို100%ယူခိုင်းတာကမှားနေပါလေတင်းအနေနဲ့တင်းအများဆုံးလှူတဲ့အဖွဲကိုဒါဝင်ယူခိုင်းတယ်မှာလေဒါကတင်းချသဘောအရမှားနေတာကိုထောက်ပြတာပါဒါပြင်သူတို့လိုတဲ့ local ကအချာပြီးနေအတွက်တိုက်ပေးရပြီးအုတ်ချုပ်ရင်တော့အန်ယူဂျီလာဩစာမပေးနဲ့ဖက်ဒရယ်ဆိုပြီးစလုပ်ပါတော့တယ် နောက်ပြီးစနိုင်ဖို့ဆိုတော့အမိန်အဆင့်ဆင့်နာခံဖို့လိုသလိုပေါင်းစပ်ညီနိုင်ရပါတယ်။လက်ရှိကဘာကဆဲမဟာမိတ်အဖွဲ့နေတိုးတောင်ဒါကြောင့်စည်ရေးလေးချင်းမှုတွေခဏခဏလုပ်ရတာပါ။အမိန်နာခံဖို့ကအတိတ်တရားနဲ့ငွေနှခုနဲ့ထိန်းထားရပါတယ်။တင်ကဒေသခံအဖွဲ့ကိုငွေပေးနေတော့ဟိုးကအန်ယူဂျီမပေးလဲငါငွေရနေတာပဲ။ငါအန်ယူဂျီကိုဂေယူဆိုင်ဆရာမလိုဘူးဆိုတဲ့အချိုးတွေဖြစ်လာပါတယ်။ဒါရင်လားဆိုတော့မဟုတ်သေးပါဘူး။မိမိငွေကိုမိမိလိုင်းပေါ်မှာလိုင်းလွင့်ရှာပြီး ငါကငွေရှာပေးနိုင်သူဆိုပြီးသူတို့တက်ထဲမှာအလိုလိုစစ်ပီရင်ဖြစ်သွားပါတယ်။အခုဒီလိုမျိုးတွေဖြစ်အောင်မားလာရဲ့စားရဖက်ကလုံးစရာမလိုပဲတင်တို့ကလှုပ်ပေးလိုက်တာဖြစ်ပါတယ်။ဥပမာဖိနေအမေကနေတဆင့်ကလေးကိုပတ်စံမပေးပဲကလေးကိုအဖိုးဖွားကပတ်စံပေးရင်အဲ့ဒီကလေးကအဖေမရဲ့ဩဇာမညောင်းမဲ့ပျက်စီးသွားတတ်ပါတယ်။အဲ့ဒီဘွဲကလူတက်မှုမှာအဲ့ဒီဆယ်လေးကပဲသူတို့ထောက်ပံ့ရာကနေပျက်စီးသွားတာကိုအန်ယူကြီးဘာကြောင့်ရေးမြူတာလဲဆိုပြီးထဆဲပြန်ပါတယ်။ နောက်ပြီးလူရမှာလဲဆယ်လီအမိပြုလူတန်းမှုပါဒီကကမာလာရဲ့ဇာယာဖဘက်ကဆက်စင်ရေးတွေအနေနဲ့တိုက်ခိုက်ရတာအင်မတန်လွယ်ပါတယ်တချို့ကတော့မြန်မာဒလိမနာလိုမှုကြောင့်တိုက်ခိုက်တာပါဒါဆိုဘလို့လူတာအကောင်းဆုံးလဲဇာယေတို့ရဲ့အမြင်ကတော့ PRF ကနေတဆင့်လူတန်းတာပါဒါကမိမိလူလို့တဲ့ဒေတာကိုဓာတ်ရိုက်လှုံနိုင်ပါတယ်အန်ယူဂျီနေနဲ့ဘဲတက်ရင်းကိုလှူတယ်လို့တော့ပြောနိုင်ရင်ပိုကောင်းတာပေါ့နောက်ပြီးကောင်ယိုမီမဟုတ်ပဲလားစင်ပုံမှန်လှူဖို့တော့စူးစမ်းတင်ပါတယ်စပွဲက stock ကစား share ဝယ်ရောင်းလုပ်နေတာမဟုတ်ပါ ဇာဖက်တို့တွေကဘသူကများ PRF ကိုအခုချိန်အထိဘသူကဆက်လက်လှူဒန်းနေပါသလဲဒါကတော်လန်ရေးအနိုင်ရှုံးတွယ်ဆုံးဖြတ်မှာပါတင်းငွေဟာ NUG ကို PRF ကနေတဆင့်သွားခြင်းဖြင့်အမိန်ဆဲဆဲမှုအမိန်နာခံမှုကိုဖြစ်ပေါ်စေပြီးတော့နဂါလို့ဇွဲလို့အကောင်နေမပေါ်လာမှာဖြစ်ပါလိမ့်လူရမှာမိမိလူတလို့ဂိုးဆက်ရကိုင်နှုံးကိုလူ NUG ကိုဆက်ရကိုင်နှုံးသာလူပြီးတော့ NUG ကိုဆဲနေတဲ့ဆဲလီတွေလည်းအဆင်မပြေပါဘူးမိမိဂိုးဆက်ရကိုင်နှုံးလူတဲ့အဖွဲကိုသာသွားဆဲပါ တင်းတို့ဟာဒီမိုကရေစီအားကောင်းအောင်သာလုပ်ပေးတင်ပါလေ။အန်ယူဂျီကငွေစည်ရင်ကိုက်အောင်မလုံနိုင်ဘူး။ဘာညာဝေဖန်နေသူတွေ၊တရင်သမားတွေ၊ဆယ်လီတွေ၊အစိုးတော်တွေဖောင်းထုတ်လွှတ်တော်အမတ်တွေအနေနဲ့အန်ယူဂျီ MOD ထက်အစင်းမြင့်တဲ့အမေရိကန်ကကာကွယ်ဝင်ကြီးဌာနဟာစည်ရင်မအောင်တာနှစ်ပေါင်း9နှစ်ထိစည်ရင်စစ်မအောင်ခဲ့တာမမေ့ပါနဲ့။ဒါကတင်းတို့ဘောဓုတရအောင်မျှဝေတာပါ။မဟာလာတက်မှာတော့စည်ရင်စစ်မအောင်တာ1962ခရဲကပါမဟာလာကတရင်အဆင့်တောင်စည်ရင်စစ်မအောင်မဲခိုးခဲ့ကြတာပါ တရုတ်ပြည်ကြီးမှာလည်းစိတ်ရင်းစက်မအောင်လို့ဖြုံးနေရဆဲပါ။ဟိုအန်ယူကြီးကိုအားမရလို့ပေါ်လာတဲ့အန်အာရီအဖွဲ့ဟာဘာမှမလုံးနိုင်တာအလုံးမျက်မြင်ကိုတွေပါ။တချို့အန်ယူကြီးကိုဝေဖန်တာလိုကဲကိုဒိုင်ရိုက်လှူတဲ့မဲဆောက်ကကောင်ကတခိုးအကြီးစားဆိုတာစားရပတရင်ပေးဆိုတာကိုလည်းအခုချိန်မှာတည်သွားကြပြီမယ်။လှူခဲ့တဲ့သူတွေကတော့သူ့ကိုအိမ်ဝယ်ပေးလိုက်တယ်လို့ပါ။ဒါကြောင့် PRF ကိုလှူဖို့ရာရွေးချယ်မှုတခုမဟုတ်ပဲမိမိတာဝန်ဆိုတာအလုံးသိတယ်ဆိုရင် တော်လိုင်းကြီးကမအောင်စရာဘာမှမရှိပါဘူး။ ဇာရေးသူအနေနဲ့ကြိုက်ကြိုက်မကြိုက်ကြိုက်အားလုံးစဉ်းစားနိုင်အောင်ရေးတဲ့တာရေးလိုက်တာပါဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလောဆုံးတင်နားဆင်ကြတဲ့သတင်းပိတ်တများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါသတင်းတော်လိုင်းရေးဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။